ရှိနေကြတဲ့ဓမ္မမိတ်ဆွေများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေရှင်။ကျမတို့ Attitude Channel ကနေမင်္ဂလာတရားမင်္ဂလာစကားဆိုတဲ့ခေါင်းစဉ်နဲ့ဗုဒ္ဓဘာသာဆိုင်ရာသိမှတ်စရာများကိုရွှေတဂုံစီရီတော်စနေတောင်းရွှေတောင်ငွေတောင်တစောင်းနိကေ9ရဲ့ဝင်ဓမ္မတာကိစ္စအဖွဲချုပ်အတွင်ရမှုဖြစ်သူတာကိစ္စဓမ္မဇောတိကတစာဆရာဦးစန်းလင်းဆယ်မြောင်းနဲ့ ဆင်းရဲတင်ပြလာခဲ့တာဆိုရင်တော့အခုခါမှာတော့အမေပြေကဏ္ဍကို တဖန်ပြန်လဲရောက်ရှိလို့လာပါပြီဖြစ်ပါရဲ့ရှင်။အရင်ကအတိမတ်ဖွဲ့ရတရဏီယကထာခေါင်းစဉ်နဲ့အနေနဲ့အရရက်ကမေးမြန်းလာခဲ့တဲ့ဓမ္မဆိုင်ရာမိကွန်များကို အပိုင်း296ုထိဖြေကြရိုက်ကိုထုတ်လင့်ပြသခဲ့ပြီးဖြစ်ပါတယ်။အခုခါမှာတော့ online ဓမ္မအမေပြေများဆိုတဲ့ခေါင်းစဉ်နဲ့ဆရာထံရောက်ရှိလာတဲ့ဓမ္မဆိုင်ရာအမေပု္ပ္ပာများကိုဆရာက ဆက်လက်ဖြေကြားပေးသွားအောင်မှာပဲဖြစ်ပါရဲ့ရှင်။ကြည့်ရှုနေကြတဲ့ပြည်သက်များကို တခုပန်ကြားလိုတာကတော့ မေးခွန်းမမီတဲ့မေးစာပေးစာများနဲ့မေးရန်မသိတဲ့ဖြေဆိုခွင့်လည်းမရှိတဲ့မေးခွန်းများကိုတော့ဖြေဆိုပြန်ကြားပေးခြင်းတိကျစာဖြင့်ဖြေရှင်းပေးခြင်းမျိုးတို့ကိုမပြုတည်ကို နားလည်သိခံခွင့်လွှတ်ပေးပါရန်အင်းရအောင်မိကုန်လေးတစ်ခုထပ်ပြီးတော့ဖတ်ပြပါမယ်ဆရာဟုတ်ကဲ့ပါသူကတော့ဒါအကောင့်နံပါတ်ကအောင်ထွန်းအမင်းမြတ်ထားတာပဲဖြစ်ပါတယ် ်ပြည်ကျန်တာလေးနည်းနည်းမေးပြရစေဆရာ။ ဒီတက်ကစာပေစံကံတွေကိုပရိယတ်ခေါ်ချောင်းတော်တော်များများနားလေသဘောပေါက်ကြပါရဲ့ပရိပတ်ကိုတော့အတိအကျမသိကြပါဘူးခိုင်ခိုင်မာမာဖြေချားပေးဖို့တောင်းပန်ပါရဲ့ဒါတစ်ခုပေါ့ဆရာတော်နှစ်ခုမိဟာနောက်တစ်ခုကကြောင်းဒီရှနေခေတ်ကာလပရိယတ်သမားတွေနဲ့ပရိပတ်သမားအစင်းမကက်ဖြစ်နေကြတာကများပါရဲ့ဓမ္မပိုင်းဆိုင်ရာအာနေချက်လားပုဂ္ဂိုလ်ပိုင်းဆိုင်ရာအာနေချက်လားကိုကိုပြပြဖြေချားပေးဖို့တောင်းပန်အပ်ပါရဲ့ဆိုပြီးတော့မြင်မြန်ထားပါရဲ့ဆရာအဲ့တော့ ပထမမိတဲ့မိဘကစာပေကျမ်းကနေကျင်တာကိုပရိယလို့နားလည်ထားတယ်ဗောနော်ဒါပေမဲ့ပရိပတ်စရာဘာလဲလို့မိတာဗောအဲ့တော့ပရိယတိရပရိပတ်တိရပရိဝေဒရသုံးခုရှိတယ်လေအတူတူမဲ့ကျင်တော့သင်ခြင်းရှင်းခြင်းထိုးထွင်းသိနေတယ် ပရိယတ္တိဆိုတာသင်ခြင်းပေါ့ဒါကြောင့်သူပြောတာမှန်တယ်သင်တဲ့ဆိုဘာသင်မလဲကြာပြီစာပြီကျမ်းစာနေခြင်းပေါ့ဘောပရိပတ်ဆိုတာကျင့်တာကိုခေါ်တယ်ဘာကျင့်မလဲအဲအဖြေပေးရမှာပေါ့ဘယ်ကျင့်နေကိုခေါ်တယ်လဲပေါ့နော်အဲ့တော့ဘယ်ကျင့်နေကိုခေါ်တယ်လို့ဆိုတော့တေရတ္တဒုဒ္ဒကုဏစုံတ္တခန္ဓာကဝတ္တဏိဒါကပါဠိတော်ပေါ့အဲ့ဒါပါလဲဆိုပြီးပြန်ထပ်ကြတာပါပါဆိုလိုတာကဘယ်ကျင့်နေကိုပရိပတ်ခေါ်လဲဆိုတော့ခုနတေရတ္တနော်တေရတ္တဒုဒ္ဒကုဏဒုတိယ73ပါးအကျက်နောက်ခန္ဓာကဝတ္တ74ပါးအကျက် နောက်ယဟန္တလာတွေကြံပြတဲ့နေရာမှာဟိုပြည့်တဲ့မဟာဝတ်ကျင်82ပါးနောက်ထေရဝါဒပရိကတ်တော်၌လာရှိသောသီလအမျိုးမျိုးသမာဓိအစအစာ ဉာဏ်ပညာအဆင့်ဆင့်အဲ့ဒါအားလုံးဒီပရိပတ်တိထဲမှာချက်ချင်းမြှူပါရဲ့เนาะဒါပထမမိတဲ့မိဘတော့ပေါ့နောက်ဒုတိယမိတာကစာပါတယ်စာသမားနဲ့ခန္ဓာသမားဒီပရိပတ်သမားနဲ့ပရိယသမားတွေကအစည်းမကတ်ဖြစ်ကြရများပရိယသမားနဲ့ပရိပတ်သမားအစည်းမကတ်ဖြစ်တယ်ပေါ့ဟုတ်ကဲ့အဲဓမ္မပိုင်းဆိုင်ရာအားနည်းချက်လားပုဂ္ဂိုလ်ပိုင်းဆိုင်ဓမ္မပိုင်းဆိုင်ရာအားနည်းချက်တော့မဟုတ်ဘူးဓမ္မပိုင်းကတော့ပြည့်စုံတယ်ပုဂ္ဂိုလ်ဆိုင်ရာအားနည်းချက်ဖြစ်တယ်ဒါကြောင့်လည်းဆိုတော့ပရိယတ္တိမှာစာသင်တဲ့အခါမှာစာသင်နည်း၃နည်းရှိတယ် နံပါတ်1ကတော့ကြွားဝါမန်ထောင်လိုတဲ့အတွက်စတင်တာပါဠိလိုဆိုတာအလကတိပုံမှာပေါ့မွေးလံမွေးမူဖားရလို့ပေါ့တော့ကစားတယ်လို့နိုင်ယူခြင်းတော့ဒုတိယကတော့တရားဓမ္မကြီးကိုထင်းသေးဆက်ဆော့လိုတဲ့အတွက်သင်တာအဲ့ဒါတော့ဓမ္မဗန္နာကာရိကမီးလို့ခေါ်တယ်တရားဓမ္မတွေသူမီးရခန္ဓာကိုယ်ကိုဆောင်ထားခြင်းတာပေါ့နော်ဒီလိုကြတယ်လို့ တတိယအချက်ကဘာလဲလို့ဆိုတော့နေကရဏနေလို့ခေါ်တယ်။နေပြမဲ့ဖို့ကိုရရှိဖို့အတွက်ကျင့်သုံးဖို့အတွက်သင်တာသူသင်တာကဒီကျင့်ဖို့ပဲအဲ့လိုသင်တာအဲ့ဒီသုံးနည်းမှာတတိယနည်းကပေါ်ပါတယ်လို့ဖြစ်သွားတယ်။ဘာကြောင့်ပေါ်ပါတယ်လို့ဖြစ်လဲလို့ဆိုတော့ပရိယတ်တိသင်တာတော့ဘုရားလူတယောက်ပါပရိပတ်တိဌာနရိတ်တာတစ်ခုကိုတွားရင်ဟိုကပရိပတ်တိဆရာကသမထမ်းဆရာကအဲပရိယတ်တွေအသာထားလိုက်ရမှာနော်အဲ့ဒီလိုမျိုးပြောပြီးတော့သူတို့ဈေးကြာကနေပြီးတော့ပဲပြီးနေတဲ့ကမ္မထမ်းတစ်ခုပဲဇုတ်အတဲအထုတ်ခိုင်းတာ ိချတဲ့စာတွေမိထားတဲ့ဇာမဆိုတော့ကြတော့ပရိယတ်သမားကဟိုဒုက္ခတွေ့အဲ့တော့ပရိယတ်ဒီပရိပတ်တဲ့မဟုတ်ဘူးလားလို့မေးစရာရှိတယ်။တချို့ကြတော့အဲ့လိုမဟုတ်ဘူး။ကြောင်ကြောင်တင်းတင်းပြောတယ်။ပရိယတ်သမားတွေငါးစီခေါ်မလားလို့ပြောတယ်။ဟိုခုရိကြကံမရတဲ့။အဲ့တော့ စပ္ပိသင်္ခါရပရိယတ္တိသမဟာပရိပတ်ဌာနကိုမသွားရင်ဝိသိသွားဖို့မရှိတာပေါ့အဲ့တော့သင်္ခါရစိတ်စိတ်တစိတ်ရုပ်နိဗ္ဗာန်ဆိုတဲ့ပရိယတ္တိကိုပရိပတ်မှာအသုံးမချရင်ဘာမှအသုံးချမလဲတချို့တွေလည်းကျောင်းတွင်လည်းအဲ့လိုမျိုးတွေပြောတယ်ဒါတွေကလည်းမှားတာပေါ့နော်ဒါကြောင့်ပရိယတ္တိနဲ့ပရိပတ်တိဟာအစိမကတ်တယ်လို့မတူတယ်လို့ဖွာခြားတယ်လို့ဖြစ်တယ်ဆိုတာဓမ္မကိုလက်ခံခြင်းတုံးလဲပုဂ္ဂိုလ်တွေရဲ့အားနဲ့ချက်ပဲဓမ္မကတော့ပြည့်စုံမိတာပုဂ္ဂိုလ်တွေရဲ့အားနဲ့ချက်ပဲဖြစ်အဲ့တော့ပရိယတ္တိနဲ့ပရိပတ်တိ မိဂူလုံးရံဖြစ်ရင်ဒါကခါတော့မှအယုတ်ဆိုးတယ်အဲ့တော့မိဂူချင်းရံဖြစ်ပြီလို့ဆိုရင်နှစ်ယောက်စလုံးမှားနိုင်တဲ့တိုင်အောင်ဘယ်သူမှအနံ့မလိုက်ဘူးနော်နှစ်ယောက်စလုံးမှားနိုင်တဲ့တိုင်အောင်အကူဖြစ်တဲ့ပြိပတ်မှာဘုရားတော်ရှိတယ်နော်ဒါကြောင့် ဟိုပရိယတ်နဲ့ပရိပတ်တိကိုဆက်ဆက်ပြီးတော့သက်ဆက်ဗျာရှင်ကပရိယတ်တိပရိပတ်တိဝိသီဝိဒသုံးခုထားတယ်။ပရိယတ်တိဒီပရိပတ်တိကိုအနောက်ဆက်ပေးတယ်လို့ဆိုရင်ဘယ်ထားခဲ့ပါမလဲဗျာရှင်။အထောက်ပြုပြီးတော့ထားတာပဲလေ။ဒါကြောင့်ပရိယတ်နဲ့ပရိပတ်ကိုတော်တော်ဆက်ပြီးတော့ပွားများကျင့်ကြံနိုင်ကြတဲ့ပုဂ္ဂိုလ်တွေဖြစ်နိုင်ပါစေလို့နော်။ဒါအကျိုးအကြောင်းကျိုးလေးပြောရင်လည်းအကြောင်းလေးကိုထုတ်ပါကြပါဆရာမမေဆွေတွေအနေနဲ့လည်းကျန်တဲ့နဲ့တိတ်လိုက်မယ်လို့ယုံကြည်ပါတယ်ဆရာ အခုလိုမျိုး online ဓမ္မအမေဒီအများကဏ္ဍမှာပါဝင်ပြီးတော့ဖြေကြားပေးခဲ့တဲ့အတွက်ဆရာကိုလည်းတမီးတို့ရဲ့ update channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ဆရာကျွန်တော်လည်းအထူးကျေးဇူးတင်ပါတယ်